အားလုံးပဲမင်္ဂလာပါခင်ဗျာတပန်အတန်စာအုပ် channel လေးကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်သွားပြီးပို့လေတောင်းဆိုရပါတယ်မင်္ဂလာပါရှင်ဒီနေ့ဖတ်ပြချင်တဲ့ဝတ္ထုလေးကတော့စာရေးဆရာမဂျာနေဂျုံမမလေးရေးသားထားတဲ့လက်ရွေးစင်ဝတ္ထုတို့များတဲ့မှာမတိရလေချင်းဆိုတဲ့ဝတ္ထုတို့လေးဖတ်ပြချင်ပါတယ်နားဆင်ခံစားကြည့်ကြပါအောင်ရှင်မတိရလေချင်း နေဝင်ပြီဖြစ်သောကြောင့်အလင်းရောင်မိန်တော့မရောင်ကွယ်စားပြုနေရတွင်လေပြင်းကြီးတကွင်းလုံးမှာစိနေရင်ကပင်နှဲ့မောင်ဖုံးလွှမ်းလာကနှဲ့မောင်ဤတဲ့နှဲ့မောင်လာပြီးနောက်ဝင်းထိန်သောလျက်ရောင်ကြီးကိုမြင်လိုက်ရပြီးတကြုံကြုံတကြိမ်ကြိမ်နဲ့မိုးချင်းတန်ကြီးပါပေါ်ပေါက်လာရုံမက ရုတ်တရက်မိုးဒီမိုးပေါက်ကြီးပါကြလာလေရညနာစီတို့မိုးဆက်မိုးရင်များတွတ်တွတ်ကြီးပက်လာတော့သဖြင့်ဝါထရန်ကဲလာတကားပေါင်ပေါ်တို့တင်ထားတော့ညနာကိုလေးလေးဖိမ့်ဖိမ့်ခွာလိုက်က မျက်ရည်နဲ့မိုးရည်ပေါင်းဆက်ဆူဆွဲနေလို့မျက်နှာကိုအင်းကြီးတောင်ဆင်းနဲ့တုပ်လိုက်ပြီးနောက်အဲ့ရပေါ်တို့ခွခွကလေးလဲချလိုက်လိမ့်ဤအလိုဘယ်များထွက်သွားပါလိမ့်တကားလည်းမပိတ်ရွှဲရွှဲဆိုလို့တော့ဖြစ်ရလိမ့်လိအင်းရှိမှတော့ထွေးလာអော်ပြီးဝင်လာပြီးရွက်လာတော့ပြက်ကိုချကမိုးတက်လေတံမခန့်နိုင်၍တရွတ်ဆွဲဆွဲရွှေ့ခြင်းခံရသဖြင့်တဏီယာမတဏီယာတို့ပြောင်းရွှေ့ဆံမြန်းနေတော့ဖြာစုပ်တောင်းစုပ် လုံးစုံများကိုနေသားတကြထားပြီးမိထွန်းရန်ပြင်ဆင်နေတဲ့တို့ကိုကြားနေရတော့လေထူးကျင်စိတ်ထားကျင်စိတ်လုံးဝမရှိ၍မျက်စိနှလုံးစုံပိတ်၍သာနေလေ၏ဝင်းမေညီကဒီအိတ်နေတာကိုငါတကားကြီးလည်းဖွင့်အိမ်ထဲလည်းရွှေရွှေဆိုနေလို့ဘယ်များထွက်သွားလဲလို့စောင့်မချုံမှမချုံနဲ့ဘယ်နေနေသည်လဲမိုးရွာလာတာနဲ့ညီညာမိရဲ့ချမ်းတက်နေမလားလို့အပြန်စည်းတော်ဖြောက်အောင်မဝင်နိုင်ဘူးတုတ်ချေတင်ခဲ့ရတယ် မာဂျီဘစ်ကစ်မုံနဲ့ကာကာဆိုင်ကကျုပ်ဝယ်လာတယ်။ကဲထထဝင်းမေထလေးဘာဖြစ်လို့လဲ။အဖျားတက်ပြန်မလား။မင်းငါလေဘင်းကိုဖက်ထူလေ။ဟင်းငိုနေတာလား။ခေါင်းကိုက်တော့မယ်။နေပါစေအကြီးရဲ့ဝင်းမေထနိုင်ပါလေ။မုံဝင်စားသေးသလား။စကားပြောခဲ့ရသေးသလားဟုမချစ်တီးမေးရင်မထချင်ထချင်ထရွေးထိုင်လေ။ပြောခဲ့ရတယ်။ဝင်းမင်းလာရင်ပန်းတော်ဆက်ရမယ်။ ဆက်မာတော်ထိုင်မသိမ်းချုပ်ဖို့အတိုင်းပေးဖို့သူ့အမိကားကြီးနဲ့လာခေါ်လို့ចောင်းတော်နေဝဲခွင့်ယူသွားတယ်။អော်ဝင်ជីမင်းជួរမရဲလား။သူကပြောတာလား။အေးမုန်းလက်ဆောင်လာတော့ရင်ပေါ့။အမာလေးတို့ចောင်းကအမာလေးရင်စင်စင်ရင်နဲ့ပြန်နေလေရထားမှာဝင်ကြီးချုပ်ပါလာမရဲ။အမာလေးတို့စီးပုံဆောင်ကြီးပန်းဆက်ရမယ်။ပြီးတော့လဲမင်းသမီးလို့ဝင့်ရမယ်။အမေတော်ကတောင်ချုပ်ဖို့လာခေါ်မရဲ။ စာရင်တော့ရင်ပြောလိုက်တယ်တွတ်တွတ်လက်တဲ့တွတ်တွတ်လက်လက်မမာတာတလားတော့ရှိပြီမမြင်ရတာကြာလို့ကြည့်ချင်လိုက်ပါပြီလုတ်ပြန်ပြီဝင်းမီရဲ့ငါစကားများလဲနားထောင်ပါအောင်ဟဲ့လိုက်ကြည့်ကြည့်ပြီးဒီစိတ်နဲ့လူမမာကြီးဖြစ်ပြန်သူလဲကောင်းကောင်းမွန်မွန်နေနေရတာ ပြီးတမီးရဲ့မအေးရဲ့လို့အတိပေးနိုင်ကြတော့တယ်ဘဝလည်းမဟုတ်တရှုံရှုံငုံနေတော့ဝင်းမီကိုတနာခေယူနာတဲ့ရင်မိလိုက်ပါဝင်းမီရဲ့မိလိုက်ပါ ကိုသမီးလေးတယောက်ကိုမေ့ပြဖို့တက်တီကိုထားကြည့်လို့မှမရတာအကြီးရဲ့။နို့ပြီးလိုက်တော့ငါဒီလိုဖြစ်မယ်လို့မစင်စားဘူးလားဝင်းမေ။မေးပြန်ပြီးအကြီးကဒါကမမေးပါနဲ့လို့တောင်းပန်ထားတာ။ပြောရရင်ကျမယူရလိမ့်မယ်။ဖအေးပဲသူမမအေးပဲသူမကျမမပြောရင်ဒီတက်တက်မှတီးတော့မယ်မဟုတ်လို့။တခါတလေများပြောချင်ပါပြီ။မဖြစ်နိုင်တော့လေဘဝမျိုးမို့။နို့သူ့အဖေရောရှိသေးလား။ညီသူ့ကိုပြီးလိုက်တာသူ့အဖေတီးလား။ မိုးအတန်ငယ်ဆဲပြီးဖြီးပြီးဝင်းမေသည်ချတာတော့ကင်လာကိုပြန်ဖွင့်လိုက်ရန်စိန်လန်သောစဘာပင်ပြူပေါ်သို့ထိုးကြနေသောလရောင်ကိုမြင်ရသည်ဖြင့်ယင်မအေးနိုင်ပဲဘဝင်ဆွေးရသွားလေ၏အကြီးကလည်းကျမကပေးပြတာမဟုတ်ပါဘူးစိတ်တူဝမ်းနေတယ်လို့ပြော၏အကြီးလာကိုမကြည့်ပဲလေခွန်းဘက်ကိုသာမျက်နှာပေး၍ငေးမောကြည့်နေလေ၏ကျမရင်သွေးเจ้าမှရှိတယ်ရှာပေးပါစုံစမ်းပေးပါပြောလို့တွေ့ကြတိကြရတာပဲငါသိတယ် ဒီပြင်ကဘာမှလည်းမသိရဘူးငါမေးလဲငိုလုံးလို့ငါလည်းမမေးပါဘူးအေးပါအေးမပြောလဲနေတာပေါ့ငါကတော့မအေးလို့နေလို့မေးတာပါသူအကြီးလာကဝမ်းနေတယ်လို့တုံတုံရင်ရင်နဲ့ပြောရှာလိမ့်ဤအမှန်ကအကြီးလာမှာတကူဒီအပြူကြီးဖြစ်၍လွန်စွာစိတ်တဘောကောင်းရကတားထောက်သမီးခံလည်းမရှိမိမိဤမျိုးတို့လာရာအတိမရှိတဝဲလဲလဲဖြစ်နေစေအကြီးလာနဲ့တွေ့ရတာခုတ်ကိုရရနေတော့တယ်မိမိမမာဒီကိုပင်သားသမီးကဲ့သို့မကြီးမညူ ရှာဖွေကျွေးမွေးပြုစုခဲ့၏မိမိမှာဖခင်နှင့်လက်ပံမျိုးတွင်နေစဉ်မိမိတို့အိမ်အနီးတွင်၎င်း၏သူမများနှင့်လှုပ်လှုပ်ရှားရှားနေစဉ်ကဖခင်မှာအစိုးရအလခစားဖြစ်၍ခီးထွက်ရတိုင်းမိမိတို့အိမ်၌အဖို့တဟင်းညာအိမ်ညာနေအဆောင်လျှောက်ရ၍မိမိမှာလည်းမအိမ်မရှိသည်ဖြစ်မအေးခဲ့သောအထူးချစ်ခင်နေရမကြမီအကြီးလာမှာသူမများနှင့်မတည့်၍ဤမျိုးတို့ပြောင်းရွှေ့နေထိုင်ကအသက်မွေးနေသည်ဖြစ်ကွဲကွာသွားရမှာ ယခုဤမျိုးတို့မိမိသမီးကလေးရှိသည်ဟုသိရ၍လိုက်လာရာမှတွေ့ကြပြီးမမနေစဉ်အကြီးလာရှာဖွေကြွေးမွေးသည်။နှင့်မိမိမှဖခင်နှင့်လက်ပန်းမျိုးတို့နေစဉ်မိမိတို့အိမ်အနီးတွင်၎င်း၏တူမများနှင့်လှုပ်လှုပ်ရှားရှားနေစဉ်ကဖခင်မှအစိုးရလက်ခစားဖြစ်၍ခီးထွေရာတိုင်းမိမိတို့အိမ်၌အဖို့တဟေညာအိမ်ညာနေအဆောင်ရှောင်ရ၍မိမိမှလည်းမအေးမရှိသဖြင့်မအေးခဲသောအထူးချစ်ခင်နေရာမကြမီအကြီးလာမှာ တူမများနဲ့မတည့်၍ဤမျိုးတို့ပြောင်းရွှေ့နေတိုင်းကတက်မွေးနေသဖြင့်ကွဲကွာသွားရမှယခုဤမျိုးတို့မိမိသမီးကလေးရှိသည်ဟုသိရ၍လိုက်လာရမှတွေ့ကြပြီးမမာနေစဉ်အကြီးလှရှောက်ခွေကျွေးမွေးသည်။နှင့်နေထိုင်ရသောဘဝမျိုးဖြစ်နေလေ၏ဝင်းမေလည်းတက်မကိုပွန့်ပွန့်ကြီးချလိုက်ပြီးအကြီးလှဖက်တို့မျက်နာကိုဖြီးလေးစွာလှည့်လိုက်ရာညည်ရင်ရွယ်ဝမ်းပန်းတနေမိမိအားစူးစိုက်ကြည့်နေသည်ကိုတွေ့ရ၍အင်းရီမစင်နိုင်တော့ပဲဆက်၍တော့ငုံတော့၏ အေးရဲ့ကျမအကြောင်းကနည်းနည်းလေးမှမကောင်းလို့ပါဖုံးနေတာမဟုတ်ပါဘူးစိတ်မချမ်းသာစရာကြီးမို့ပြောလို့မထွက်နိုင်လို့မပြောခဲ့တာပါအကြီးလည်းအသည့်မအေးကလည်းမရှိအဖေတခုတမီတခုတိတ်တိတ်တီတီပီပီရင်နေလာပြီအကြီးလည်းပဒဏ်ကထွက်သွားပြီကျမတို့အိမ်ကိုဖိဖိမိတ်ဆွေတယောက်ရောက်လာပြီသူ့သားကိုဒီမျိုးကကြောင်းမှာဗောဓာထားဖို့စုံစမ်းဖို့ရောက်လာတယ်စုံစမ်းပြီးလို့ပြန်သွားပြီးမကြပါဘူးသူ့သားကိုခေါ်လာပြီးကြောက်အပ်တယ်ဖိဖိကလည်း မင်းเจ้าမှာပုံတန်းနေပေမဲ့ကိုမိဘအိမ်လိုပဲအောင်မိကိစ္စရှိရင်ဝင်ထွက်အာမနာနဲ့လို့ပြောတယ်။တနင်းကနွေနေ့တိုင်းအိမ်ကိုတောင်းတောင်းလာတယ်။ဒီလိုနဲ့သိကြရကတနင်းကနွေနေ့မှာသူလာတော့ဖေဖေကခီးထွက်နေတယ်။ကျမလည်းစကားပြောမဲ့လူမရှိလို့ခဏစကားထိုင်ပြောပြီးပြန်ပုံမပေါ်တာနဲ့ကော်ဖီဖြော်ခိုင်းမလို့အိမ်ထဲဝင်လာမှာ။သူကလိုက်လာပြီးအတင်းချစ်စကားကြိုက်စကားပြောတာပဲ။ပြောရုံနဲ့မကဘူးအတင်းရောအာဓမရောဖြစ်လာပြီးအချစ်တမျှတိုက်ယူတာပဲ။ ဒီတုန်းကကျမလဲလေဒေါသလည်းထွက်အဆက်လည်းငယ်ပြီးမအော်ရင်မဟင်ရင်ခံပြင်းလွန်းလို့အတင်းနေချလိုက်တာပဲဖဖေပြန်လာတော့အသာအိမ်တွေမပြတ်နေလိုက်ရတယ်သူလည်းသုံးဘက်လောက်မလာပါဘူးဖဖေကကိစ္စတစ်ခုရှိလို့သူ့ကိုခေါ်ခိုင်းပြန်တော့ဒီကလေးကဝန်မြန်ထွက်ပြန်တယ်ဖဖေအလက်လည်းအတင်းတောင်းပန်တာနဲ့ကြာတော့ကျမလည်းမထူဘူးဆိုပြီးတော့မြစ်တာလက်ခံရတော့တာပဲတိတ်တိတ်ပုံဖဖေမသိအောင်နေရကဖဖေကတမျိုးကိုပြောင်းရပါလိမ့်ရောဒီချိန်မှသူလဲဆောင်းမွေးဖြည့်ပြီးပြန်တော့မလို့ တညတော့ချင်းတွေ့ကြပြီသူကအင်မတန်ချစ်မြတ်နိုးလို့မခွဲနိုင်တဲ့အကြောင်းမပူဖို့အကြောင်းကောလိပ်ဆက်နေရရင်လည်းမကြမကြစာပေးမယ်လာမယ်နဲ့ပြောတာပေါ့နော်လူချင်းလဲဒီကလေးကခွဲကြတယ်ဆိုပါစို့ကျမတို့ပြောင်းသွားပြီးမကြခင်ပဲအဲ့ဒီမြို့မှာကျမကိုလည်းမအီမတာဖြစ်လာတော့စိတ်ပုံပြီးသူစီစာရေးသူကလည်းကောလိပ်မှာလာခေါ်ပါဆိုလဲရဲ့ချင်းနာပေးပြီးမလာဘူးကျမလည်းကိစ္စများပြီဆိုပြီးကြိတ်လို့ကငုံမိတာပဲဖြစ်ဖြစ်လည်းမပြောဝင်ဘူး ဖေဖေကလည်းအဲ့ဒီမျိုးရောက်တော့အပေါင်းအသင်းတွေနဲ့ပြည့်စည်ပြီးတောင်းလိုက်တာနော်ရောနှကောကဒေါသကြီးကြီးတောက်တော့ပြောစရာမရှိဘူးဒါနဲ့အရင်ရေတူတူပဲပြောကြပါစို့နှစ်လလောက်ကြာတော့အိမ်ကထွက်ပြေးပြီးစကိုင်းကဖွားတီလာစရာကြီးစီမှာပုံနေရတယ်ဖေဖေကလည်းစကိုင်းမှာလို့အကြောင်းမကြားဝင်ဘူးဒေါသဖြစ်ပြီးလိုက်မရှာအောင်ယောက်ျားနောက်လိုက်သွားတယ်လို့ရေးခဲ့ရတယ်စကိုင်းကနေပြီးကြောင်းကိုစားထဲလဲဆောင်းမွေးပြီးလို့ဘေးလာမှဘေးရက်မှလာမယ်နဲ့ရေးပြီးနောက်တော့စာကိုအရှင်းမပြန်ပါဘူး လိုက်ဖို့ရာကလည်းအခက်နဲ့ဒုက္ခရောက်လိုက်တာရည်ရဲဒါနဲ့ပဲသမီးလေးကိုမျက်နှာမြင်ခံနေကြတော့ဆရာကြီးကငါလည်းနားမလဲဘူးငါညီမအိမ်မှာသွားမြင်မှာပြောတာနဲ့သူ့ညီမအိမ်သွားရတယ်ကိုကလည်းမဟုတ်ဆိုမှ အနှိမ့်တယ်စင်းရဲလိုက်တာချာလို့စမပါလာတဲ့ဟာလေးတွေထုခွဲပြီးစောက်ရှောက်ခံရတယ်တခါတလေလဲဒီကလေးများအဖက်မတင်ရင်ကောင်းမှာပဲလို့သူ့ကိုပြောမိတယ်သူကလည်းစောစောကတော့သူသိရင်ဖြတ်ပေးပါရဲ့လို့ပြောတော့ပေါ့လေတနေ့တော့ညနေမောင်ခန့်နီးမှာကလေးကိုမျက်နှာမြင်တာပါပဲ မိုးတွေကလည်းရွာလိုက်တော့မပြောနဲ့တော့ဖွားတော့ကလေးကမလှုပ်ဘူးအသေးလေးနဲ့အသေးလေးလို့ပြောလို့ဝမ်းလဲတာဝမ်းလဲနဲ့ကျမကဖြစ်နေတာနေကူအောင်မထားကောင်းဘူးဆိုပြီးနေဝင်ရည်ဒီရောမှဒီဖွားကြီးပဲသွားမြုပ်တယ်ကျမလည်းကျမအောင်မနေကြိုးစားပြီးဖိဖိစီလက်ခံဖို့လင်းမရှိတော့လို့လို့စာရေးတယ်တတော်နဲ့စာမပြန်ဘူးနောက်မှလာခဲ့ဆိုလို့ငွေပို့လိုက်လို့ပြန်ရတယ်အိမ်ကိုပြန်ရောက်တဲ့နေ့ကဖိဖိမရှိဘူးကိုမြတ်ထွန်းမင်္ဂလာဆောင်30ကိုသွားနေတယ်လို့ ခိုင်းတဲ့လူတွေစီပြောတော့ကျမဆိုတာစက်တေကြီးကိုတည်သွားတာပါပဲ။အော်ဖေဖေတမန်မင်္ဂလာဆောင်သွားတယ်။ဘာမှမသိရှာဘူးလို့အောက်မေးပြီ။ဒင်းဒါကြောင့်ငါစီမလာတာ။အင်မတန်ရဲ့ဆက်တဲ့ယောက်ျားရုပ်မာတဲ့ယောက်ျားနဲ့စိတ်ဆိုးလိုက်ဝမ်းနည်းလိုက်ပေါ့။ဖေဖေပြန်လာတော့တတော်နဲ့စကားမပြောဘူးအကြီးရဲ့။စိတ်ကလည်းလေတနည်းမှမကောင်းပါဘူး။နှစ်တွေသာကုန်ရောအဖြစ်ကြီးကအစွန်းထင်းပြီးသားမေးလို့လည်းမရနိုင်ဘူး။ဒီနောက်ဖေဖေကပြုံးကနေဆုံးမြတ်လာရော။ ရှိတယ်လေထုခွဲပြီးအတိတ်တယောက်နဲ့ဈေးထွက်နောက်ဆိုင်ပြုတ်ဘာမှလည်းမလုပ်တဲ့စိတ်လေးလေးရှိတယ်နဲ့စကိုင်းကိုသွားတာအကြီးရဲ့နို့ဒီအမလေးကနောက်တယောက်နဲ့ရပြန်လာလားဟုအကြီးလာကတိချင်စော်နဲ့ကတော့ကမြောင်းမေးလေဤမဟုတ်ဘူးအကြီးလာရေမဟုတ်ဘူးစကိုင်းရောက်တော့ဆရာကြီးစီမှာခဏနေတော့သူ့ညီမဟိုအဖွားကြီးတနေ့လာရောကျမကိုမြင်နေဆိုရင်မပြုတ်ပြည့်တဲ့နဲ့ညီငါစီလိုက်လာသလားဘသူပြောလဲဘယ်ကကြားလဲနဲ့လို့ရော ဟင်အင်းဘယ်နာပါလဲထူးဆန်းပါလဲလို့အောက်မေ့ပြီးသူစကားသိချင်တာနဲ့ပြောပါကြီးတော့ကျမကိုမထိန်ချမ်းပါနဲ့ပြောပါလို့အေးအောက်လိုက်တော့အကြီးလာရင်လာလာကလေးကမသိဘူးတုတ်တမမြုံမလို့လို့တော့အသက်ရှင်လာတော့သူလဲကြံရမရဖြစ်နေတော့မသားတစ်ခုကိုလိုက်ပိုးတဲ့လူတွေတဲကအခုကလေးမွေးတဲ့လူကကလေးငိုတယ်ကြားတယ်လို့ကြည့်တော့သူ့ကိုတွေ့လို့အကျိုးချောင်းမေးတဲ့သူကလည်းကျမလည်းဒီကလေးအဖေမခေါ်နိုင်တဲ့သူသူလဲငွေလေးပါလေးတုံးချင်တာနဲ့လေဒီကလေးသေးတယ်မှတ်လို့ယူလာတာမသေးဘူး မအေးလဲဆုံးပြီဆွေမျိုးလည်းမရှိဘူးကျုပ်ကိုအသေးရဲလို့မြုပ်ခိုင်းတာရှင်လဲကလေးယူနေကလေးယူနေတာရှင်ကံမယ်ရှင်မွေးချင်ယူလို့ပြောတော့လူကြီးကဝမ်းသာအားရပိုက်ဆံလေးအနေချင်းပေးပြီးယူသွားတဲ့ကျမလည်းဖြစ်ရလေချင်းလို့နှမျောဝမ်းနဲ့လိုက်တယ်မပြောနဲ့တော့အမီနေရဲ့စုံစမ်းတော့ကအခုဒီမြို့ကိုပြောင်းနေကြတဲ့အကြောင်းသူတခါသွားလို့ငွေ25ကျပ်ပေးပြီးနောက်ဘယ်တော့မှမလာဘူးပြောတဲ့အကြောင်းကလေးကလည်းကြီးလို့ကြောင်းတော့နေပြီအမားလေးလို့နာမည်ပေးတဲ့ ဒီလိုနဲ့တတိတန်းကြီးရှောက်ပြောတာပဲကျမလည်းစိတ်မကောင်းလို့လို့နေ့ချင်းပဲပြန်လာတာပဲဒီမိမကြီးလည်းဆုံးနေကြရတာပဲပြန်ရောက်လဲလေအချင်းနေမရှိတော့စိတ်လိမ်ဝင်လိုက်ရတယ်ဟိုကလေးပဲမြင့်ရောက်နေပြီးတာငါသမီးလေးဘယ်လိုများနေမလဲဘယ်သူနဲ့တူပါလဲနဲ့ညင်ကျင်လိုက်တာမပြောနဲ့တော့ညင်ကျင်လိုက်တာကြာတော့မမြင်ရမနေနိုင်ဖြစ်လာတော့ဒီလိုလာခဲ့တာပဲဒီမျိုးရောက်တော့ចောင်းလို့ချိန်မှုចောင်းရှာပြီးတန်းသွားတာ ဝင်လဲမမီးရဲနဲ့ចောင်းရှိမှရီဝဲရီဝဲလုံနေလို့ရီလာနဲ့တွေ့တာပါပဲမိမိမှာပြောလို့တာတတိကြီးရှောက်ပြုံးနေရီလာကိုကြီးမဆိုင်မိပြောပြီးမှရီလာကိုကြည့်မိရညိတ်တွေ့တွေ့ကြနေဒီကိုတွေ့ရရမိမိပါမချုပ်တီးနိုင်တော့ပဲအားရပါရငုံမိပြန်နေတော့လေအေးအေးကန်တရားပဲထားတော့ကြီးတယ်မှမဟုတ်ပဲရုပ်မာတဲ့ယောက်ျားတွေအပုံကြီးပဲကြီးလို့ခဲရတာတွေလည်းအပုံကြီးပဲဒီလိုလူမျိုးတွေများလို့အခုကာလသိကြောက်ရတာ ယောက်ျားယောက်ျားသူတို့ကအตาကြီးပဲမအေနမတွေကိုရှောင်ရသေးလို့လားသူတို့ကိုမြင့်မြတ်တယ်ဆိုရသေးတာပါတရားနဲ့ဖြည်ပြီးတော့ညီကအမေပါလို့ပြောအောင်ကလေးမိဘကရှိသေးတယ်ခက်သားလားပြီးဟိုဟာကဦးဝဲဆိုကလေးကမူရတာညီကမူအမေကိုကကျွေးမေဖြစ်နေပြီကပဲထားလိုက်ပါသမီးရယ်မတွေ့ပါနဲ့မတွေ့ချင်ပါနဲ့တော့ကျမရောမေးသေးလားမေးတယ်မေးတယ် အဖွားနဲ့ပါလာတဲ့မိမကြီးလေအမလေးကိုကြည့်ပြီးငိုနေတဲ့မိမကြီးကိုမလာဘူးလားလို့မေးတယ်။ငါလဲသူ့မိဘကြားရင်ငါနဲ့တောင်တွေ့ခွင့်ပေးမယ်မဟုတ်လို့အဲ့ဒီမိမကြီးကစိတ်နှောင့်နေတာအဖွားသမီးလို့ပြောရသေးတယ်။ဝမ်းမေကစင်ငယ်စင်ငယ်ရှိုက်ကဒီလိုပြောမှကောင်းမယ်အကြီးရဲ့လို့မချစ်တင်ငယ်ပြောရှာလိမ့်မယ်။သူနေညကအီလာလဲအီလာအတွင်းနဲ့ဝင်းမေလဲဝင်းမေအတွင်းနဲ့မအိတ်နိုင်ကြ။နောက်ကျောင်းနေပြန်ပြောင်းကထင်းအောင်မြင်အောင်ဆွေးပူနေလို့ဝင်းမေဟာအိတ်လေးအိတ်ပါသမီး ခု၍မှတပဘာမျက်အာမပေးနိုင်တမိကိုချီ၍မအေးအဖြစ် မပြောနိုင်သောဝင်းမေပြဒနာကိုလူရင်းလက်ရင်စဉ်းစားရင်မော၍နေလေ၏ဝင်းမေလည်းလူရင်းလက်ရင်အားရအောင်ကိုရင်ကတစ်ဖက်မှအိယာချင်းအောင်ကိုအသားမ၏အကြီးလအကြီးလဟုနိုးလျာဘာတော်ဝင်းမေဘာတော်ဟုပြပြကလေးထထိုင်ရမေယာမနဲ့လေမနဲ့ကျမသမီးလေးမင်းသမီးလေးလို့ဝတ်ထားတော့ကျမသွားကြည့်မယ်ဘယ်ချိန်လဲအကြီးရဲ့ ူလေးဘလောက်လှလဲဆိုတော့သွားကြည့်မယ်ဒီတစ်ခါပဲအေးရဲ့ဒီတစ်ခါပဲနောက်ကဘယ်တော့မှမတွေ့ဘူးကျမသိကြည့်ချင်တာပဲအချိန်ကိုပြောပါအေးရဲ့ပြောပါဟုလက်ကိုလှုပ်ရင်လှုပ်ရင်အထက်ထက်မေးလေသဖြင့်မပြောချင်ပြောချင်နဲ့နေ့တစ်ချက်တီးဟုပါဇက်မှပြောလိုက်ရလေဤနေကချစ်ချစ်တောက်အောင်ပူပြင်းလာဤအထက်ကပူအောက်ကပူရင်တကူလုံးနေလန်းထားသလိုပူပြင်းလာရအရှင်လက်လက်ငရဲဦးတဲ့ဆင်းရတကယ်လို့အမှတ်တင်တာ ခြေလင်းကိုမြန်တဲ့မြန်အောင်ကျူးစား၍ဘူရာယုံဖက်တို့လန်းနေရလိမ့်ဤတစ်ချက်တစ်ချက်ဘူရာယုံဖက်စီမှာတဲ့တဲ့မြန်ကြားလိုက်တော့စီတော်တန်ကြီးမှာနားမဝင်ရဘဝံဝန်သွားရိုက်တဲ့ဖြင့်ဝမ်းနေတယ်လို့ငိုချင်တယ်လို့ကတုံငင်ကြီးဖြစ်စေလိမ့်ဤငါသမီးလေးလှလိုက်မယ်ဖြစ်ချင်းချစ်စရာကောင်းလိုက်မယ်ဖြစ်ချင်းခုပါဇက်မတ်ရည်ရွယ်ကရှောက်ခဲ့ရရှောက်ရင်ရှောက်ရင်တုံတုံငင်ငင်ကြီးဖြစ်နေလိမ့်ဤကြည်မာသောလူထုကြီးကဘူရာယုံဝန်တဲ့ဝင်းမြင့်တို့အအုပ်လိုက်အဆုလိုက်စုဝေးနေကြလိမ့်ဤ တပြင်းညွနှစ်ဖက်ထိုး၍တဟီဟီထူရိုက်တီးခတ်နေတော့စီတော်သားမှနီးလေလေရင်ခုန်နေရင်တုံလေလေဟိုတစုဒီတစုမဟုတ်ပဲအစုလိုက်အအုပ်လိုက်စုဝေးပြုံလှန့်နေတဲ့ဖြင့်သမီးကိုကြာကြာနန်းနန်းမြင်နိုင်မိနေရကိုရှားရတော့ဝင်းမိမှာဝိုင်းကြီးပပတ်ဖြစ်နေပြီးချွေးသီးချွေးပေါက်ကြီးသာကြရဲ့တလက်မလေးမြတ်အပေါက်အကြားမရှိတဲ့ဖြင့်နေရကမရနိုင်နေကပူလူတွေကအများကြီးညီးစုံနံလာပြီးငကိုကလေးကအားကမရှိသည့်ဖြင့် မိမိကိုယ်ပေါ်တို့လူတကူလုံးတွဲလဲခုတာတကယ်တို့လီးလံထိုင်းမိုင်းပင်မမောဟိုက်လာသဖြင့် အနီးရှိတိပင်းရေအောင်၌ခစ်တက်ထိုင်လိုက်ရတွင်စိုက်ပြီးဟေးစိုက်ပြီးဟူလူထုကြီးပါဇက်ပေါက်မြန်မာဝေါကနစ်တပြိုင်နက်ထွက်လာသောအတန်ကြောင့်အမောမမဖြေနိုင်တော့ပဲမတွေးလိုက်ရမှစိုးရင်လာရရှိသည်မြတ်အားလင်းနှင့်တအားကုန်တိုးဝေးရာပရိတ်တက်ကမရွေ့မိမိမှာတော့ဟောဟဲဟောဟဲဖြစ်ကန်နေလေနောက်ဆုံး၌ကျန်ရမရဖြစ်ကန် ပြိတက်လည်းမမြင်နိုင်အရှက်ကိုလည်းသတိမရနိုင်တော့ပဲသမီးသာမြင်လုံလာသည့်ဇောကစောစောကချီရင်နဲ့ထိုင်ရင်အမောဖြစ်သောတစ်ပင်ခွာကြပေါ်တွင်မတင်ကသွားလေ၏မိမိသမီးလေးမှာစီးပုံထိုင်မသိမ့်ထမိန်လေးနဲ့လှရသည့်အထဲတွင်စိန်ရှိအယောင်တွေကတကူလုံးကိုမိထိုး၍ပြသည်အောင်တဖိတ်ဖိတ်တဝင်းဝင်းတောက်နေသည်ဖြင့်နှက်သမီးကလေးကဲ့သို့မတ်ထင်မိလေ၏အဖေအမိခေါ်ခံရသောလင်မြန်းတို့ဦးမှလည်းပစိုးတမမပဝါတလွန့်လွန့်နဲ့ တမီးကိုမျောနေတော့ဝင်းမေကရှစ်ပါတယ်ဟေဟုတယောနေတကယ်လို့ဖြစ်နေပြီဝင်းမေစိတ်တွင်ကြိတ်မနိုင်ခဲ့မရသူ့ကိုယ်စားနေရရကြလေချင်းဟုမနေဂျီဝမ်းနေမိလေ၏မိမိတမီးလျာပြေး၍ဖက်နှမ်းခြင်းလောက်အောင်အားမလိုအားမရရင်းတစ်ပြင်လုံးချစ်စိတ်တွင်ပြည့်ရှမ်းကရှုမဝဖြစ်နေသည်ဖြင့်တွဲဖြူမှကြွဆင်းလာတော့ဝင်းကြီးချုပ်မင်းနဲ့ဝင်းကတော်တို့ကိုပင်မမြင်။တမီးလက်မှပန်းစည်းကိုပြုံးကရှိကယူလိုက်မှဝင်းကြီးချုပ်ကိုမြင်လိုက်ရာအမလီကိုမျက်ထွန်း ဖရားရေတမီးတမီးဖေလေးအလွန်လေးအမလေးလေးမကြည့်ဝမလားဟုအသေးဆိုင်နှလုံးဆိုင်မှပြင်းညစ်မြည်တန်းရင်ညက်နာကိုလက်နှင့်အုပ်လိုက်ရန်ညီတို့ဖြစ်သည်မသိဝင်းကြီးချုပ်မင်းကြိုဆိုခွဲတွင် ကြက်ပြတ်မကြအစီကားကြောင့်အချို့မှနေရာမရ၍တစ်ပင်ပေါ်ကကြည့်ရရာအမြင်မသိအသက်30ကျော်လောက်ရှိသောမိန်းမတစ်ယောက်တစ်ပင်ပေါ်မှလိမ့်ကျ၍အရှိုက်ကိုထိခိုက်မိသလိုမသိပွဲချင်းကြီးတည်ဆုံးနေလေ၍အလောင်းကိုဈေးရုံသို့ပို့လိုက်ရကြောင်း ခုဝင်းကြီးချုပ်ကျိုးစုပွဲအခမ်းအနားတည်ဖော်ပြပါရှိသောတည်င်းစာကိုဝင်းကြီးချုပ်မင်းနှင့်ဝင်းကတော်ပါပြုံ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 နှင့်ဖတ်နေကြလေတည်းမတိယလေခြင်းဝိထုတို့လေဒီမှာတင် ပြီးဆုံးပါပြီရှင်နားဆင်ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်